ရပီသူတွေကတော်တော်တံပိုးလက်ထားတယ်ဂုံလည်းယူကြတယ်အဲဆိုပဲပြည်တော်စုကြီးဟိုဒါကိုချွတ်ချော်တက်ခတ်တဲ့ဒီဖက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးမြန်မာနိုင်ငံချွတ်ချအာဏာပြန်လည်းရရှိဖို့တဲ့တိုက်ခတ်ခဲ့တာပေါ့လေအဲဒါကြောင့်သူတို့လည်းတိတံမှုထားပါတယ်ဒါဒါကျွန်တော်တို့အလေးထားမှကိစ္စပေါ့မြန်မာနိုင်ငံလည်း ်ဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နေရှိခဲ့တယ်။တပ်မတော်နဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လာရရအောင်လဲတိုက်ခတ်ခဲ့တဲ့တမန်ကြောင်နေရှိတပိုင်းကောင်တကယ်တကယ်ခိုက်မာတဲ့တမန်ကြောင်မှာဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့ဒီအောင်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဒါတို့ကနိုင်ငံတော်ကာကွယ်တောင်အင်အားရှိရင်ပေါ့ဗျာနော်။တပ်မတော်အင်အားရှိလို့ရှိရင် အတိုင်းပြည်ကအင်ရရှိမယ်ဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ဗျာပြည်သူအားလုံးကိုလည်းနိုင်ငံချစ်စိတ်လူချစ်စိတ်တည်းဒီတဲ့ပို့ပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာပြည်သူအားလုံးကနေမြန်မာနိုင်ငံရဲ့ဖူဖူတုတက်မှုအောင်ဖူဖူတုတက်မှုရှိအောင်ပေါ့ဆောင်ရွက်နိုင်မယ်ဆိုတာလေဒါကျွန်တော်တွေးပါတယ်နိုင်ငံကောင်းဆိုတာတချို့နဲ့အလိုတော်တွေးဆိုနာလည်းရှိသလို ကျွန်တော်တွေ့ဆဆွေးနွေးနိုင်မှုတွေကျွန်တော်ရခဲ့ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံကနေပြီးတော့မှအဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ Party Democracy စနစ်ကိုတာဖို့တဲ့ကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်သွားဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်အဲလူလက်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်သူတို့ရှင်းပြပါတယ်အဲဆွေးနွေးရတဲ့လူတွေကတော့ဗျာအားလုံးလည်းလက်ခံပြီးတော့မှအပီထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးတချို့နိုင်ငံတွေကရှင်းပြလို့တချို့နိုင်ငံတွေကလည်းမိစေတွေ့ဆုံရတာပေါ့ပဲကောင်းပါတယ်ဗျအားလုံးတွေ့ရတာတော့ကျွန်တော်တို့အားလုံးကောင်းပါလို့ကျွန်တော်ပြောချင်ပါတယ်အဲမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကတော့ဟိုလူစားပေါ့ဗျကျွန်တော်တို့ဆူမျိုးပေါ့ဖို့အဲချစ်ချစ်ရင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်မြန်မာပြည်ရဲ့မိဖက်နိုင်ငံတစ်ခုလည်းဖြစ်တယ်နော်ခွဲခြားလို့မရတဲ့အင်ဒီဂျီနိုင်ငံတွေလည်းဖြစ်ပါတယ် နောက်တော့ကတန်တမာဆက်ဆံရေးရလေအခုဆိုရင်95နှစ်ကျော်ကာလကိုကျော်ရပြီရောက်ပြီဖြစ်ပါဒါကြောင့်ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတခုလို့ကျွန်တော်တို့ပြောချင်ပါတယ်တန်တမာကြီးကတော့မန္တလေးငလျင်ကျောနဲ့ပတ်သက်ပြီးတော့သူပြည်သူတွေဒီအသက်သင်းဆုံးခြင်းမှုနဲ့ထိခိုက်ဆုံးရှုံးမှုများအတွက်လည်းသူစိတ်မကောင်းတဲ့ကြောင့်နှုတ်ကရဲထုတ်ပြောတယ်အပြည့်ကျွန်တော်တို့ဖြစ်ပြီးတဲ့အချိန်မှလည်းကျွန်တော်ရှိလို့တုံ့ပြန်လာသူပို့ပါတယ် ဒီပင်လင်းနဲ့ပတ်သက်ပြီးတော့ပြန်လေတိဆောက်လုပ်ငန်းတဲ့ပတ်သက်ပြီးတော့လည်းဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတော့လေသူကဒါလည်းအလေးနဲ့ထားပြီးသူပြောပါတယ်ဗျာအဲမြန်မာနိုင်ငံရဲ့အချို့ကြအာဏာပိုင်ဆိုင်မှုပြောတော့နိုင်ငံပိုင်ဆိုင်မှုနောက်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်းခိုင်မာစွာထောက်ခံတဲ့ကြောင့်လည်းသူပြောပါတယ်အဲမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးပေါ့ကျွန်တော်တို့ကဖွံ့ဖြိုးတိုးတက်ရေးပေါ်မှာလည်းအားပေးတဲ့အကြောင်းလည်းသူကျွန်တော်တို့ကပြောပါတယ်အဲကျွန်တော်အနေနဲ့လည်း OPU ကလမ်းကြောင်းပေါ်မှာလည်းခိုင်မာရက်တည်တဲ့အကြောင်းပေါ့ဗျာအဲနောက်တစ်ခါမြန်မာနိုင်ငံကနေပြီးတော့တက်ကြစာပါဝင်ဆောင်မယ်ဆိုတဲ့အကြောင်းဒါတွေကျွန်တော်ပြောဖြစ်ပါတယ်မြန်မာနိုင်ငံဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးအကြမ်းမြင့်ကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်နောက်တစ်ခါတရုတ်မြန်မာဗင်နာဒိရှ်စီဝိုင်းဇင်းညာအကောင့်တွေဖော်ဘူးနဲ့ပတ်သက်အကောင့်တွေပေါ်မြစ်တရင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်နောက်တစ်ခါကျွန်တော်မြန်မာနိုင်ငံမှာတမရရေးရပါဗျာနော်မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မယ့် ပါတီစုဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ရဲ့ကြိုတိပြည်စင်မှုဘာနဲ့ရွေးကောက်ပွဲကိုလည်းအားပေးထောက်ခံတဲ့ကြောင့်လို့ဒီဒါလေးကိုထပ်ပြီးပြောပါတယ်ဗျ။အဲတွေ့ဆုံတာဆွေးနွေးရလဲဟိုကောင်းမွန်တဲ့ရလဒ်ကောင်းတွေရရှိတယ်ဆိုတော့တရုတ်သမ္မတနဲ့ဆွေးနွေးမှုရလဒ်ကောင်းရခဲ့ဟု NASA ကဥက္ကဋ္ဌပြော။ ရုရှားနိုင်ငံခီးစဉ်တွင်တရုတ်သမ္မတရှီကျင်းဖင်နှင့်တွေ့ဆုံဆွေးနွေးမှုကောင်းမွန်တဲ့ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကပြောပါရယ်။ရုရှားနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်စီရေးပြအခမ်းအနားသို့တက်ရောက်ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကအထူးလေရင်ပေါ်မှာမီဒီယာတွေရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရမှာထည့်သွင်းပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကဆွေမျိုးပေါက်ဖို့ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံခွဲခြားလို့မရတဲ့အိန္ဒိယနိုင်ငံလည်းဖြစ်ပြီးတန်တမန်ဆက်ဆံရေး85နှစ်ကျော်ကာလကိုရောက်လာပြီးဖြစ်တဲ့အတွက်ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံဖြစ်တယ်လို့ဗိုလ်ချုပ်မှူးကြီးမေအောင်နိုင်ကပြောပါရယ် တရုတ်သမ္မတကြီးအနေနဲ့မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာအားပေးတဲ့အကြောင်းပြောကြားခဲ့တယ်လို့လည်းဆိုပါရတယ်။အဲ့ဒီအပြင်တရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဆင်ခြင်အကောင့်ထဲဖော်မြင့်တင်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံတဲ့အကြောင်းတရုတ်သမ္မတကြီးကထပ်ပြီးပြောကြားခဲ့တယ်လို့လည်းဗိုလ်ချုပ်မှုကြီးမြင့်အွန်လိုင်းကပြောပါရတယ်။